မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် ချင်းပြည်နယ်မြောက်ပိုင်းတွန်းဆန်မြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ Zomi ZRA တပ်စခန်တစ်ခုကိုချင်းပူးပေါင်းတပ်ဖွဲ့တွေဘက်ကဂျွန်လ9ရက်နေ့မနက်ပိုင်းကတိုက်ခိုက်သိမ်းပါရရှိခဲ့ပြီး ZRA တပ်ဘက်ကတိုက်ခိုက်သိမ်းဆုံးတာတွေရှိခဲ့ကလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ချင်းပူးပေါင်းတပ်ဖွဲ့တွေကပြောပါတယ်။စကန်သိန်းတိုက်ပွဲမှာ ZRA တပ်သား2ယောက်ရဲ့အလောင်းကိုတွေ့ရှိခဲ့ပြီးမောင်းမြတ်တနက်လေးလက် ဒရုန်း၂စီးကားတစ်စီးနဲ့ဆိုင်ကယ်၇စီးအပါအဝင်ကြီးစံတဲ့စစ်တုံးစာပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့ချင်းနက်ရှင်နယ်အာမီပြန်ကြားရေးအရာရှိကပြောပါတယ်။ အခုတိမ်ပိုက်ခဲ့တဲ့ Zoomix ကဟာစစ်တပ်ကလက်နက်တပ်ဆင်ပေးထားတဲ့ ZRA တပ်စခန်ဖြစ်ပြီးစစ်တပ်နဲ့ပေါင်းကတွန်းဆက်မှာရှိနေတဲ့ချင်းလန်းကောင်စီတပ်ဖွဲ့တွေကိုနှစ်ကြိမ်သုံးကြိမ်ထက်မနည်းမကြာခဏဝင်ရောက်တိုက်ခိုက်ခဲ့တာတွေရှိခဲ့သလိုသူတို့ဘက်ကတွန်းဆက်မျိုးကိုပြန်သိမ်းမယ်ဆိုပြီးသတင်းလွှင့်တာတွေရှိနေတာကြောင့်အခုလိုတိမ်ပိုက်ခဲ့တာလို့ဆိုပါတယ်ရှင်။ ပေးခဲ့တဲ့ဂျွန်လ10ရက်နေ့ကစကိုင်းတိုင်းပလဲမြို့နယ်စပားစိတ်ကျေးရွာမှာပြကြခဲ့တဲ့လေရင်ကြောင့်ဒေသခံ9ယောက်ထပ်မံတည်ဆုံခဲ့ပြီးဒဏ်ရာရှိသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်ဆက်ချုပ်ရင်းလို့ပြက်ကြတာလားပြက်ခတ်ခရလို့ပြက်ကြတာလားမသိရပေမဲ့လေရင်ကမြေပြင်မရောက်ခင်ကတည်းကလေရင်နဲ့အတူပါလာတဲ့ကြီးစံတွေဘုံတွေပောက်ွယ်ပြီးရွာသားတွေထိမှန်သေးဆုံးမိလောက်မှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံရွာသားတယောက်ကပြောပါတယ် လောလောဆယ်တွေ့ရှိထားတာကအမျိုးသားအလောင်း၃လောင်းနဲ့အမျိုးသမီး၁လောင်းဖြစ်ပြီးထပ်ပြီးသိရတာကအမျိုးသား၃ဦးထပ်မနေလဲမိလောင်ကျွမ်းပြီးသေဆုံးတဲ့အထဲပါသွားတယ်လို့သိရကအခုလေရင်ပြကြလို့မိလောင်တဲ့အဆောင်ထဲမှာစစ်ပေးရှောင်းနေနေတာဖြစ်လို့သေဆုံးသူက9ဦးထပ်မနေရှိနိုင်ပြီးတရားရသူက၈ယောက်ရှိတယ်လို့လည်းပလဲဒေတာကန်တယောက်ကပြောပါတယ်။ အခုလိုလေရင်ပြကြမှုကြောင့်ဖုန်းတော်ကြီးကြောင်းတွင်းမှာရပ်ထားတဲ့စပားစေးရွာကဖောကားတစီမင်းတမင်းရွာကစစ်ဆောင်တွေစီလာတဲ့ထော်လာကြီးအပါဝင်စစ်ပေးဆောင်တွေတဲခုနေတဲ့ကျောင်းဆောင်တစ်ဆောင်နဲ့နေအိတ်တလုံးမိလောက်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်ရှင် ARD တိုင်းမော်လမြိုင်ကျွန်းမြို့နယ်မှာအုတ်ချုပ်ရည်မှုအမခံနဲ့အင်ခနပြန်လာတဲ့ပြည်သူစစ်တပ်သားတယောက်ထွက်ပြေးသွားတဲ့အတွက်အမခံပေးတဲ့အုတ်ချုပ်ရည်မှုကိုဖိအားပေးစစ်ဆေးနေတယ်လို့နှိဆက်သူတွေစီကသိရပါဗျ။ကျွန်းလာလေးရက်ကစစ်ကောင်စီခန့်ကျွဲချံချောင်းပြားကျေးရွာအုပ်စုအုတ်ချုပ်ရည်မှုဥခင်စိုးအမခံနဲ့မော်လမြိုင်ကျွန်းခမရ934တပ်ထဲမှာပြည်သူစစ်တနန်းတက်နေတဲ့ကိုအောင်မြင့်စိုးဟာနေအိမ်ကိုခနပြန်လာတဲ့အချိန်ထွက်ပြေးသွားတာဖြစ်ပြီးအုတ်ချုပ်ရည်မှုကိုမြို့နယ်ကခေါ်ယူစစ်ဆေးနေတယ်လို့ဆိုပါတယ်။ ထွက်ပြေးသွားတဲ့ပြည်သူစစ်ဟာဇွန်လ17ရက်နေ့ပြည်လဲဖမ်းမိတာမရှိသေးတဲ့အတွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးခေစိုးနဲ့အဖွဲ့ကအသက်40နဲ့50ကျော်အရွယ်တွေကိုပြည်သူစစ်အောင်မြင်စိုးနေရာမှာအစားထိုးဖို့လိုက်လံဖမ်းဆီးခေါ်ယူနေတယ်လို့အုပ်ချုပ်ရေးအဖွဲ့နဲ့နေဆက်သူကပြောပါတယ်ရှင်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဗီယက်နမ်နိုင်ငံသား28ဦးပါတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်ဂိုင်းတကိုင်းဖက်စီရမိတယ်လို့ထိုင်းမျိုးသားရဲ့တပ်ဖွဲ့ကဂျွန်လ10ရက်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။သတင်းပေးချက်ရတဲ့အိမ်ဝင်ထဲမှာနေအိမ်နှလုံးရှိပြီးဗီယက်နမ်နိုင်ငံသားတွေလာရောက်ငှားရမ်းနေထိုင်ကြတယ်။ပထမအိမ်ထဲမှာ16ယောက်ဒုတိယအိမ်ထဲမှာ9ယောက်စုစုပေါင်း29ယောက်အမျိုးသား22ယောက်အမျိုးသမီး9ယောက်ရှိတယ် ူတို့စီကနေကွန်ပျူတာ55လုံး၊တယ်လီဖုန်း116လုံးနဲ့ခေတ္တမင်းမူရစ်ဆေး9ဂရမ်သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။စစ်ဆေးချက်အရသူတို့ဟာဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ကဖြစ်ပြီးကမ်ဘောဒီးယားနယ်စပ်ဆလာကယောက်ခိုင်ကလောင်းလိုက်ကိတ်ကနေအလဲပတ်ဗီဇာနဲ့ဝင်ရောက်လာကြတာလို့ဆိုပါတယ်။သူတို့ဟာအဲ့ဒီနေအိမ်ကိုပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘာလကစပြီးတလားကိုဘတ်3000 4000နဲ့ငှာရမ်းထားတာဖြစ်ပါတယ် တာဝန်ရှိသူတွေကသူတို့အားလုံးကိုဖန်ဆီးထားပြီးစိုက်ဘာရဲတပ်ဖွဲ့နဲ့ချိတ်ဆက်ကတိစဲဥပဒေနဲ့ဆက်လက်အရေးယူသွားမယ်လို့ဆိုရတယ်ရှင်။စကောင်စီလက်အောက်ခံဗဟိုဘဏ်ကဂျွန်လအတွင်းဒုတိယကြိမ်ဖြစ်73စီလုပ်ငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာ32တန်းကိုနိုင်ငံခြားငွေဈေးကွက် FX Trading Platform ကတဆင့်ထမှန်ရောက်ချသွားမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာပါတယ်။ စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ဂျွန်လ၄ရက်ကလည်း73စီကဏ္ဍအတွက်ဒေါ်လာသန်း30ရောင်းချပေးမယ်လို့ကြေညာခဲ့ပြီးဖြစ်ပါတယ်စစ်ကောင်စီဗဟိုဘဏ်ရဲ့ပြောကြားချက်အရအခုလိုနိုင်ငံသားငွေထုတ်ရောင်းချမှုတွေက73စီစေးတည်ငြိမ်ဖို့နဲ့73စီစေးကြီးမြင့်ချင်းကြောင်းဖြစ်လာနိုင်တဲ့ကုန်စည်နှုန်းမြင့်တက်မှုတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ရည်ရွယ်တယ်လို့သိရပါတယ် မေလအတွင်းကလည်းဗဟိုဘဏ်ကကြေညာချက်၃ကြိမ်ထုတ်ပြန်ခဲ့ပြီးစုစုပေါင်းဒေါ်လာ86သန်းကျော်နဲ့ထိုင်းဘတ်သန်း250ခန်းကိုရောင်းချခဲ့ကြောင်းသိရပါတယ်ရှင်။ဩစတြေးလျနိုင်ငံကကွန်တက်စ်လေချောင်းလိုက်ဟာပေးသွင်းဆေးတွေမြင့်တက်လာတာလေဆိပ်အခကျင်းငွေပို့ပြီးမြင့်မာလာတာနဲ့ဈေးအနည်းလေချောင်းလိုက်တွေအကြား ပြန်ဆိုင်မှုပြင်ထန်လာခြင်းတို့ကြောင့် Justa Asia လေကြောင်းလိုင်းကိုပိတ်ပစ်မယ်လို့ဂျွန်လ17ရက်မှာပြောလိုက်ပါတယ်။ Australia နိုင်ငံက Justa Airways လေကြောင်းလိုင်းကပြည်တွင်းမှာတုံးနေတဲ့ဈေးစကားနဲ့ငှားထားတဲ့လေယာဉ်တွေကိုအစားထိုးနိုင်မှုအပါအဝင်လေယာဉ်73စီးရဲ့တန်ဖိုးပေါ်အခြေခံပြီးပင်မစီးပွားရေးလုပ်ငန်းတွေမှာပြန်သုံးဖို့ American Dollar 325သန်းဝန်းကျင်အထိထုတ်ပေးမယ်လို့ Qantas ကပြောခဲ့ပါတယ်။ တက်တန်း20အရွယ်လေးကျောင်းလိုင်းကိုလာမဲလာမှာပိတ်ပစ်ရင် အလောက်ကင်900အထိဆုံးရှုံးနိုင်တယ်လို့ကွန်တက်စ်ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကပြောပါတယ် Jetstar Asia လေကြောင်းလိုင်းက Airbus 4ရဲ့73ဇင်းကို Australia နဲ့ New Zealand စီမှာ ပြန်နေရချထားမှလည်းဖြစ်ပါတယ်။ ကိုတက်စကဂျက်စတာအေရှားကိုလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်ကစတင်ခဲ့ပြီးဩစတြေးလျတိုက်ကြီးအတွင်ကုတ်ကြစိတ်သက်သာတဲ့လေကြောင်းခီးတွာလာမှုလိုအပ်ချက်တွေတိုးလာတာကိုယင်းနီမတီဖို့ကြိုးပမ်းခဲ့ပါတယ်ရှင်။ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆန်းပါရှင်။